သဘောထားသေးသိမ့်နဲ့ပန့်တကောင်ကြောင့်ရှုပ်ထုတ်တဲ့ရောက်သွားခဲ့ရသူမင်္ဂလာပေါင်းနဲ့ခါးချောင်းနဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဦးစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာဒီနေ့မှာတော့ပန်တယောက်ရဲ့သဘောထားသေးသိမ့်မှုကြောင့်ဘာမှမသိတဲ့လူမိုက်တွေရောရဲတွေပါပါဝင်ပတ်သက်နေတဲ့ရှုပ်ထုတ်တဲ့ရောက်သွားတဲ့သူကြောင့်ရိုက်ကူးထားတဲ့ Ghost Stealing ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ ဇလန်လေးရဲ့အစမှာတော့1998ခုနှစ်ကနယူးယောက်မြို့မှာဟန်ဆိုတဲ့ကောင်လေးက at the floor ဆိုတဲ့ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်ခဲ့ပါတယ်။သူကဘေးဘော်ကစားသမားအဖြစ်ကနေနားယူခဲ့ပြီးကျန်းမာရေးမကောင်းတာကြောင့်အသက်မွေးဝဲညောင်းအတွက်အဖျော်စရာအဖြစ်လှုပ်လှုပ်နေခဲ့တာပါ။ဆိုင်ပိတ်ချိန်မှာသူကတန်ရှင်းလှုပ်နေတော့ဈေးဆိုင်မှာအကူဖြစ်တဲ့သူ့တငယ်ချင်း Evon ကသူ့စီကိုရောက်လာပါတယ်။သူတို့ကအတူတူအိမ်မြန်ခဲ့ကြတဲ့အခါမှာတော့အိမ်တကားဝမှာပန့်နေတဲ့တွေ့ခဲ့ပါတယ်။ ပန်းတယောက်ဖြစ်တဲ့ရဲရဲ့ဖေကလန်ဒန်မှာနေမကောင်းဖြစ်နေတဲ့အတွက်လိုက်သွားရမှာမို့သူ့ရဲ့အကြောင်းလေးကိုကြည်ပေးထားဖို့ဟန့်ကိုမှာခဲ့တာပါ။သူကဟန့်ကိုမင်းအဲ့လောက်ထိသဘောသာသိသိနေရင်ပတ်မလုံးနဲ့လို့လည်းပြောခဲ့ပါဗျ။ဒါကိုကြားလိုက်ရတော့ဟန်ကအကြောင်းတွေကိုမချစ်ပင်မဲ့သူ့တောင်းဆိုချက်ကိုလက်ခံလိုက်ရပါဗျ။သူကစိတ်ထဲကြာနေခဲ့ပြီးတော့ဒီချင်းတွေကိုမကြိုက်ပင်မဲ့လည်းအကြောင်းလေးကတော့သူ့ဘာသာနေနေခဲ့ပါဗျ။မနေ့ရောက်တော့အီဗွန်ကထွက်သွားပြီးမကြခင်ပါပဲ။အကြောင်းလေးကအစာတောင်းနေတာကိုဟန်ကတတိထားမိလိုက်ပါဗျ။ သူကတောင်သာယူဖို့ရစ်ရဲ့တိုက်ခန်းကိုသွားနေတော့မှပဲအလစီနဲ့ပါပဲဆိုတဲ့ဒူမိုင်းမျိုးနဲ့တွေ့ခဲ့ပါတယ်။သူတို့ကရက်ကိုရှာနေတာဖြစ်ပြီးတော့သူတို့ပုံစံတွေကလည်းအလုတ်ကိစ္စနဲ့လာတာမျိုးပဲနဲ့မိုက်ကြီးလာခွဲတဲ့ပုံပေါက်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကစကားတွေများကြီးမပြောတော့ဘဲနဲ့ဟန့်ကိုစော်ဘလော်တီးကြပါတယ်။သူတို့ထွက်သွားတဲ့အခါမှာတော့ဟန့်ကမြသွေးလေးလေးနဲ့ထားတော်မထနိုင်ပဲနဲ့မျောမျောလေးပဲကြံပါတော့လေ။အဲဒီတော့သူကတတိလဲသွားပြီးတော့အတိတ်တုန်းကဖြစ်ရတွေကိုလည်းအိမ်မက်မက်နေခဲ့ပါတယ်။ ိမ်မက်ထဲမှာတော့လူငယ်အားကစားသမားလေးဖြစ်တဲ့သူကတငယ်ချင်းတယောက်နဲ့အရက်တောင်ရင်ကားမောင်းနေခဲ့ပါတယ်။နွားတကောင်ကလမ်းပေါ်တက်နေတော့ရှိန်နဲ့မောင်းလာတဲ့ဟန်ကကားကိုလမ်းမီးထိုးချလိုက်တဲ့အတွက်ကားလဲမှောက်သွားခဲ့ရပါတယ်။ဒီနောက်မှာတော့သူကလန်ဒိုလာကဆေးဦးမှာတတိယလာခဲ့ပါတယ်။အီဗွန်ကသူ့ဝေးမှာရှိနေခဲ့ပြီးတော့ထိုးခံရတော့ကကြောက်ကတ်ကိုပါထိခိုက်သွားတဲ့အတွက်ဆရာဝန်တွေကအရေးပေါ်ဖယ်ထုတ်ပေးခဲ့ရတာပဲဖြစ်ပါတယ်။အိမ်မြန်လမ်းမှာတော့အီဗွန်ကသူ့ကိုသူ့ကြိုက်ဆုံးဖြစ်တဲ့အရေးဖြတ်ဖို့အကြောင်းနားချလိုက်ပါတယ်။ တခုပဲကြံတော့တဲ့ကြောက်ကကလည်းအရက်တော့ရင်ပို့ပြီးပြည်စည်းသွားမှာစိုးလို့ပါ။အိမ်မဲတဲ့အခါမှာတော့ Evon ကသူ့ကိုပုံမှန်စိတ်အတိုင်းပြန်ဖြစ်သွားရင်တွဲမယ်အကြောင်းတတိပေးလိုက်ပါရ။ Evon ကညာတိုင်းပါသွားကမိုးရိုးတောက်စားပျော်ပါနေတဲ့ယောက်ျားမျိုးကိုသဘောမချခဲ့တာပါ။ Evon ထွက်သွားတဲ့အခါမှာတော့ဟန်ကမတောင်းမိအောင်အရက်ပလင်းတွေကိုအိမ်သားထဲသွန်ချလိုက်ပါရ။ Rex ရဲ့ကြောင်လေးကလည်းအိမ်ထဲမှာပတ်ရှုပ်နေခဲ့ပြီးအိယာပေါ်မှာလည်းဘီယာပလင်းမှောက်သွားအောင်လုပ်ခဲ့တာပါ။ဒါကြောင့်ဟန်ကအိယာကင်းကိုပင်မင်းဆိုင်ကိုယူသွားကရှော့ခဲ့ရပါရ။ အိမ်မြန်လမ်းမှာတော့သူကဆိုင်ကယ်သမားတွေနဲ့တွေ့ခဲ့ပါတယ်။ဆိုင်ကယ်သမားတွေဖြတ်သွားတဲ့အခါမှာတော့လမ်းတစ်ဖက်ကျမှရုရှားလူမိုက်ဂရုံးတစ်ယောက်ရှိနေခဲ့ပါတယ်။အဲဒါကြောင့်ဟန်ကအိမ်ကိုမြန်ပြေးခဲ့ပေမဲ့လည်းဂရုံးဖြစ်တဲ့ပါဘေကသူ့နောက်ကလိုက်လာကရဲရဲအခန်းတကားကိုဖြစ်စည်းလိုက်ပါတယ်။ဟန်ကသူ့အိမ်ခေါင်းမိုးပေါ်ကိုတက်သွားခဲ့ပြီးအရေးပေါ်လေကားကနေသူ့ရဲ့တိုက်ခန်းလေးကိုပြန်ဝင်လိုက်ပါတယ်။သူကတခြားတိုက်ခန်းရဲ့ဗရင်းပေါက်ကိုကြည့်လိုက်တဲ့အခါမှာပါဘေရုကရှာဖွေလုပ်နေတာကိုတွေ့သွားခဲ့ပြီးသူ့ကိုတွေးတော့မလို့တော့ဖြစ်သွားခဲ့ရပါတယ်။ အဲဒါကြောင့်ဟန်ကသူ့ခန်းပရင်းပေါက်ထဲကိုခုံဆင်းလိုက်ပြီးတော့ပုံနေခဲ့ပါတယ်။အဲဒီနောက်ဟန်ကရဲကိုဖုန်းကိုလိုက်တဲ့အခါမှာတော့စုံနောက်ရိုမန်ကရဲရရှိတွေနဲ့ရောက်လာပါတယ်။ရိုမန်ကသူ့ကိုရက်ကတရားမဝင်စီးရောင်းဝယ်မှုတွေမှာပါဝင်ပတ်သက်ခဲ့ကြောင်းနဲ့သူ့ရဲ့လုပ်ဖို့ကံဘက်တွေကိုတစ္ဆာဖောက်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။အဲဒါကြောင့်လူစိုးတွေကသူ့ကိုရှာနေတာဖြစ်ပြီးတော့ဟန်ကလည်းဘေးလော်ကြစားညက်သွားတာပဲဖြစ်ပါတယ်။ဇုံတော့ကသူ့ကိုအန်ရရှိတဲ့ဟာဇက်စတဲ့ညီကိုရီနဲ့ဒရက်ကာတွေထပ်ရောက်လာမဲ့အကြောင်းကိုလည်းတတိပေးခဲ့လိုက်ပါတယ် ဟန်ကိုလည်းတခုခုအန်ရဲ့ကြောင့်သူ့ကိုဖုံးဆက်ဖို့ရိုမန်ကတတိပေးခဲ့လိုက်ပါတယ်။နောက်တစ်ခါမှာတော့ရပေးခဲ့တဲ့ကြောင်လေးရဲ့အိယာတွေကမစင်တုံးတွေကတူတွေဆိုတာကိုဟန်ကတွေ့သွားခဲ့ပါတယ်။ဟန်တယောက်အဲ့ထက်မှာတော်တချောင်းကိုတွေ့ခဲ့ပြီးဒရဂါတွေကလည်းရေးရတိုက်ခန်းကိုရောက်လာကြပါပြီ။သူတို့ပြန်ထွက်သွားတဲ့အခါမှာတော့ဟန်ကရိုမန်ကိုဖုံးဆက်လိုက်ပါတယ်။ဖုံးမကင်တဲ့အတွက်အတန်ပတ်စီခြံထားခဲ့ပြီးဟန်ကတော့ကိုခွင်ဖို့အတွက်ဘာကိုသွားခဲ့ပါတယ်။အဲဒီမှာသူကတောင်းနေကြဖောက်တယ်တွေနဲ့တွေးခဲ့ပြီးတော့ဘာပိုင်ရှင်ကပါသူ့ကိုအရေးတောက်ဖို့ဆွဲခေါ်ခဲ့ပါတယ် တောက်ဖို့ဆိုရင်နှကမခေါ်ရတဲ့ဟန်တယောက်လည်းလုံးဝကိုမူယူသွားတဲ့အထိကိုတောက်ပြက်လိုက်ပါတယ်။အဲတော့အီဗွန်ကသူ့ကိုအိမ်မြန်ပို့ပြီးဖို့လာခေါ်ကသူနဲ့စကားများပါတော့တယ်။တကားနာမှာဟန်ကသူ့ရဲ့ဝတ်စားတွေကိုချုပ်ပစ်ပြီးတော့အမိုက်ဘိုးထဲကိုထည့်လိုက်ပါတယ်။အဲကြမှာတော့သူကကားစည်းရန်အကြောင်းကိုအိမ်မက်ထမဲ့ခဲ့ပါတယ်။ကားစည်းရန်အကြောင်းသူတငယ်ချင်းကတည်ဆုံသွားခဲ့ပြီးတော့ဟန်ကလည်းခြေထောက်တန်ရာရသွားခဲ့တာပါ။အဲဒါကြောင့်သူကဝမ်းနည်းနေခဲ့ပြီးတော့ပြင်မာပါငိုနေခဲ့ပါတယ်။အလစီနဲ့ဘာဘယ်တို့ကလည်းကော်လိုရာဒိုနဲ့အတူတူလာကသူ့ကိုခေါ်သွားခဲ့ပါတယ်။ သူတို့ကဟန့်ကိုရိုင်းနေုံနဲ့မကဘဲနဲ့ကြောင်လေးကိုပါနာကျင်အောင်လုပ်ခဲ့ကြပါတယ်။အဲဒါကြောင့်ကြောင်လေးကလည်းဗီဒီယိုအောက်မှာပုံနေပါတယ်။ကိုလိုရာဒိုကဟန့်ကိုတနက်နေ့ချိန်ကရက်ပေးခဲ့တာတွေကိုထုတ်ပေးဖို့ချင်းချော်လိုက်ပါတယ်။ဟန့်ကဖွတ်ထားတဲ့တော့ကိုရှားတွေ့ကြောင်ပြောခဲ့ပေမဲ့အယမူးတဲ့ညမှာတော့ကပြောသွားခဲ့တာပါ။သူ့ကိုပြန်မမိလောင်ဆိုပြီး LSC ကသူ့တန်ရာရဲ့ချိုရိုးတွေကိုဖြည့်ပြီးတော့နှိမ့်ဆက်လိုက်ပါတယ်။အဲဒီချိန်မှာပဲအင်ဒီချင်းတယောက်ကတကားလာခေါက်တဲ့အခါမှာတော့တိုးတိုးနေဖို့ပြောခဲ့ပါတယ်။ဘာပဲကတကားဖွင့်က၆လွှဲလိုက်တဲ့အခါမှာတော့သူလဲတွေ့ပြေးသွားခဲ့ပါတယ်။ ရဲကောင်မကိုစိုးနေတဲ့ကော်လိုရာဒိုကတော့ထွက်သွားရအောင်လို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကဟန်ကိုတော့ရှာပြီးတော့သူတို့ကိုမပေးရင်သူချစ်တဲ့လူတွေအကုန်လုံးကိုတတ်ပြစ်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။သူတို့ကရဲကိုဖုံးမဆက်ဖို့လည်းတတိပေးခဲ့ပါတယ်။ဟန်တယောက်အီဗွန်စီကိုသွားခဲ့ပြီးအီဗွန်ကကြောင်ရဲ့တံရီကိုဆေးထည့်ပေးကသူ့ရဲ့ချုပ်ရိုးကိုလည်းပြန်ချုပ်ပေးခဲ့ပါတယ်။အီဗွန်ကရဲတိုင်ပို့ကြံပေးခဲ့ပေမဲ့လည်းဟန်ကဂျင်းတွေကိုပို့ဆောင်အောင်လုပ်မိမှဆိုးရိမ်နေခဲ့ပါတယ်။ညနေရောက်တဲ့အခါမှာတော့သူကလမ်းမေးဖုံးနဲ့ဘာပန်ရှင်ပေါ်ရိုကိုဖုံးခေါ်ခဲ့ပါတယ်။ အာဇဒဲညီကိုတွေကသူ့ကိုစကားပြောဖို့အတွက်လမ်းခေါ်တာကိုတွေးလိုက်ရတဲ့အခါမှာတော့ဟန်ကခုံမြန်ကြော်လွားတိုင်းသမားလောက်ကထွက်ပြေးခဲ့ရပါတယ်။အာဇဒဲညီကိုတွေကသူ့ကိုလိုက်ပန်းခဲ့ကြပေမဲ့လည်းဟန်ကလမ်းကြားတွေထဲကနေထွက်ပြေးနိုင်ခဲ့ပါတယ်။လွန်မြောက်လာတဲ့နောက်မှာတော့ဟန်ကကော်လိုရာဒိုစီကိုဖုန်းခေါ်ခဲ့ပြီးတော့သူကအီဗွန်အကြောင်းပြောလိုက်တဲ့အခါမှာဟန်ကဖုန်းကြပြီးသူ့ကော်မလေးစီကိုပြေးသွားခဲ့ပါတယ်။ဒါမဲ့လည်းသူရောက်သွားတဲ့အချိန်မှာတော့အီဗွန်ကကောင်းမှကြည်စံတန်ရာနဲ့တည်ဆုံးနေခဲ့ပြီးပဲဖြစ်ပါတယ်။ဒါမဲ့လည်းကြောင်လေးကတော့ဘာမှမဖြစ်ခဲ့တာပါ။ ဟန်ကရဲစီကိုဖုံးဆက်ခဲ့ပြီးတော့ရိုမန်နဲ့တွေးခဲ့ပါတယ်။စုံစမ်းစစ်ဆေးနေတော့အီဗွန်ကတစ်ချက်တည်းနဲ့ပြစ်တက်ခံရတာဖြစ်ကြောင်းရိုမန်ကပြောခဲ့ပြီးနောက်ထပ်လူတွေထပ်မတည်ခင်သူတိသည်တမျှအကုန်လုံးကိုထုတ်ပြောဖို့ရှင်းပြခဲ့ပါတယ်။ဒီနောက်မှာတော့ရိုမန်ကအဆောင်တွေကိုခေါ်ကဟန်ကိုကော်ဖီလိုက်တိုက်ခဲ့ပါတယ်။ရိုမန်ကသူ့ကိုဘာမှန်ရှင်ကရဲစက်တဲ့လူမိုက်တယောက်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါမဲ့အဲ့ဒါကထောင်ချောက်ဖြစ်နေခဲ့ပြီးရိုမန်ကသူ့ကိုဂျန်ယာဘာတွေကိုလက်လော့ပေးဖို့အတွက်ပြောခဲ့တာပါ။သူတို့ကဘားကိုတူတူသွားခဲ့ကြပြီးတော့ကြောင်ကိုလဲတစားကန်လုပ်ခဲ့ပါတယ်။ ဟန်ကဘားရဲကိုဝင်သွားခဲ့ပြီးရမူးနေတော့တော့ကိုဒီမှာမထားမိခဲ့တဲ့အကြောင်းသိသွားခဲ့ပါတယ်။သူကဖွဲ့ထားဖို့မိသွားခဲ့တာဖြစ်ပြီးတော့ရိုမန်နဲ့သူ့ရဲ့လူတွေဝင်လာတဲ့အခါမှာတော့ဟန်ကသူ့တရေကိုထောင်ပန်းမိပြီးဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။စကားပြောကြရင်လည်းကော်လိုရာဒိုကသူ့ကိုတနက်နေ့ပြစ်ခဲ့ပြီးတော့ချင်းချောက်ခဲ့ပါတယ်။ဒါကြောင့်ရိုမန်ကလည်းသွေးကြောင်မစီးအောင်လို့ကော်လိုရာဒိုကိုပြစ်တက်ခဲ့ရပါတယ်။ရုတ်တရက်တော့ကမြောက်ခန်းထဲကမိကန်တတားထဲမှာဖြစ်ကြောင်းပေါကပြောခဲ့ပါတယ်။ ရိုမန်နိုတပွဲလုံးကမြောက်ခန်းထဲဆင်းသွားခဲ့တဲ့ခါမှာတော့ပေါကအန်ဇွဲကိုဖွင့်လိုက်ကရှော့ကန်တက်လက်ကိုယူခဲ့ပေမဲ့လည်းသူကချက်ချင်းပြစ်တက်ခံလိုက်ရပါတယ်။ရိုမန်ကဟန့်ကိုယဲရီကအလောင်းနေနဲ့မပတ်သက်အောင်သူ့ကိုကြောင်းချလို့ရာကြောင်တတိပြီးခဲ့ပါတယ်။သူကမှုကိုလျှော်လိုက်ဖို့နဲ့တော့ကိုပေးယူလို့ကထွက်သွားခဲ့ပါတယ်။အိုင်းနောက်ဟန်ကအိမ်မက်ရင်နဲ့သူ့ရဲ့ဝက်စားတွေချုပ်ပစ်ခဲ့တဲ့မိုက်ပုံးကိုတွားကြည့်လိုက်ပါတယ်။အင်ဂျီယာမဲတယောက်ကသူ့ရဲ့ဘောင်းမီကိုယူဝက်ထားပြီးတော့သူ့ကိုလည်းတော်ပေးခဲ့ပါတယ်။ အမေရောက်တော့သူကရှေ့တကားကနေအိမ်ထဲကိုခိုးဝင်နေတဲ့လူကိုတတိထားမိသွားကဘေဘော့တုံးတဲ့ကိုရိုက်ထုတ်လိုက်ပါတယ်။တကယ်တော့သူကတခြားလူမဟုတ်ဘဲနဲ့ red ပဲဖြစ်နေခဲ့ပါတယ်။ဟန်ကသူ့ကို red လုတ်ခဲ့တဲ့အရှုပ်တွေကြောင့်ရှင်းပြခိုင်းခဲ့ပြီးတော့ red ဘုံးတဲ့နေရာကိုလည်းသွားခဲ့ပါတယ်။လမ်းမှာ red ကစီယောင်းရင်းနဲ့ breaker တွေနဲ့အချိန်ကြာကြီးစီဝါးရေးလုတ်ခဲ့ကြောင်းကိုရှင်းပြလိုက်ပါတယ်။ပကြခင်တော့ကသူတို့ကသူ့ကိုဆက်သွယ်ကပမာဏခံမများကိုရောင်းခိုင်းခဲ့တာပါ။ရိုမန်ကဒါကိုသတင်းရသွားတဲ့အခါမှာတော့သူက hazard တက်တွေကိုအမိဖမ်းနိုင်ရင် သူတို့ကိုလွတ်ပေးမယ်ဆိုပြီးတော့ပေးယူလုပ်ခဲ့ကြတာပါတကယ်တော့ရိုမန်ကရိုမိုက်ဒီစီမှာကျွေးတင်နေတာပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့သူတို့ကကော်လိုရာဒိုရဲ့ကလပ်တွေမှာစီးရောင်းရင်းနဲ့ဈေးကွက်ချဲခဲ့ကြတာပါအဘေယူကမောင်မြေကပဲနဲ့ရစ်ကလည်းစင်းကိုင်ဟန်ဆောင်ကပတ်စံတွေကိုမလာခဲ့တာပါသူတို့ကရစ်ဖေးနေမကောင်းဖြစ်နေတဲ့နေ့မှာပဲအမျက်ခွဲဖို့အစီအစဉ်ထားတာပဲဖြစ်ပါတယ်ရစ်ကအကုန်လုံးကိုလက်လျှော့ကအိမ်ပြန်ပြေးခဲ့ပြီးစစ်သွေဖြတ်တောက်ခဲ့တာပါဒါကြောင့်သူ့ရဲ့လုပ်ဖို့ကံပဲတွေကသူ့ကိုတိစ္ဆာဖောက်သွားတယ်ထင်ပြီးတော့သူ့အိမ်ကိုရောက်လာတာပဲဖြစ်ပါတယ် ရေးအမြောက်ခန်းထဲမှာဒေါ်လာ၄သန်းကျော်ပတ်စံတွေရှိနေခဲ့ပါတယ်။ဟန်ကားရိုမန်ကိုပတ်စံတွေရှာတွေ့ပြီးဖြစ်ကြောင်းပြောကြင်ခဲ့ပေမဲ့လည်းရေးကစိတ်ပြောင်းသွားခဲ့ပါတယ်။သူ့ရဲ့လုံဖော်ကံမဲ့တွေစီးပွားပြစ်သွားရင်အသက်ခံရမှာစိုးတဲ့အတွက်သူကပတ်စံတွေကိုယူပြီးတော့ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တာပါ။သူကဟန်ကိုတနေ့နဲ့ချိန်ထားခဲ့ပေမဲ့လည်းဟန်ကသူ့ကိုမောက်သိပ်ခဲ့ပြီးတော့တရေလက်တာတေးချောင်းစစ်ကြည့်ခဲ့ပါတယ်။ဟန်ရောက်ရိုမန်ကိုတွေးဖို့ချိန်လိုက်ပြီးတော့ကြောင်ထဲပတ်စံတွေလဲဖို့ပြောခဲ့ပါတယ်။သူကကြောင်လေးကိုတန်အောင်စင်တွေ့မိနေတာပဲဖြစ်ပါတယ်။ တတိယလာရဲရစ်ကိုခေါ်လာခဲ့ပြီးဟန်ကသူ့ရဲ့လူတွေအများကြီးရှိတဲ့ရိုမန်နဲ့ချင်းထားတဲ့ပန်းချံကိုရောက်လာခဲ့ပါတယ်။ရိုမန်နဲ့သူ့ရဲ့လူမိုက်တွေရောက်လာတဲ့ကံမှာတော့အချင်းဒီလဲပူဆိုးလာခဲ့ပါတယ်။ရစ်ကလူမိုက်တွေကိုပတ်စံတွေဖွက်ထားတဲ့နေရာကိုခေါ်သွားရမှာပဲဖြစ်ပါတယ်။ဒါမဲ့လည်းရစ်ကအဲ့ဒီဆုံးဖြတ်ချက်ကိုသဘောမကျဘဲပါဘယ်စီကတနက်ကိုလူယူကအဲလစ်ကိုပြစ်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကကားနားကိုပြန်သွားခဲ့ပြီးကြောင်လေးကလည်းရိုမန်ကိုကြိုက်ကဟန်စီကိုထွက်ပြေးလာခဲ့ပါတော့တယ်။ ကားနဲ့တွေ့ပြီးလာရင်လည်းရိုမန်ကအီဗွန်ကိုဖိတက်ခဲ့တာဖြစ်ကြောင်းရစ်ကထုတ်ပြောခဲ့ပါတယ်။ရိုမန်တို့ကလည်းကားနဲ့နောက်ကနေလိုက်ပန်းခဲ့ကြပါတယ်။ရေခဲမှုကားကိုတွေ့တော့ဟန်ကကားကိုဘရိန်းအိုးလိုက်ပြီးတော့ရိုမန်တို့ကားကိုရေခဲမှုကားနဲ့ဝင်တက်အောင်လုပ်ခဲ့ပါတယ်။တွေ့ပြီးလာပြီးတဲ့နောက်မှာတော့တန်ရာရထားတဲ့ရစ်ကလည်းနေမကောင်းဖြစ်လာခဲ့ပြီးတော့တတိလျက်သွားခဲ့ပါတယ်။ကားတိုက်မှုဖြစ်ပြီးတဲ့ကကားမကောင်းတော့တဲ့ဟန်ကရစ်ကိုအနားမှာရှိတဲ့ပူလာယုံစီကိုဆွဲခေါ်လာခဲ့ပြီးတော့လူကြားထဲမှာကိုယ်ရောင်ဖျောက်ပြစ်ခဲ့ပါတယ်။ ရတာဘောတက်ပြီးတဲ့နောက်မှာတော့ဘာဘယ်တို့မရောက်ခင်တကားပိတ်သွားတာမြင်မှပဲဟန်တယောက်တပြင်းချနိုင်ခဲ့ပါတယ်။ရတာဘောမှာတော့ရေကသူ့ရဲ့အကြောင်းလေးကိုယူဆိုင်ဖို့ဟန်ကိုမှာကဆုံးသွားခဲ့ပါပြီ။ဒါကြောင့်ဟန်ကရတာဘောကနေစင်းကကမ်းခြေကိုသွားခဲ့ပြီးတော့တညာလုံးထိုင်ပြီးစဉ်းစားနေခဲ့ပါတယ်။မနေ့တော့ရိုမန်ကသူ့ကိုဖုန်းခေါ်ခဲ့ပါတယ်။ရိုမန်ကသူ့ကိုသူ့မိရဲ့အိမ်လေးစာကိုပြောပြခဲ့ပြီးတော့ပတ်စံတွေပြန်မပေးရင်သူ့ကိုတတ်ပြစ်မယ်လို့လည်းချိန်ဆခဲ့ပါတယ်။ဒီနောက်မှာတော့ရိုမန်ကပေးဖို့နေရာနဲ့အချိန်ကိုပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ဟန်ရဲ့ကောင်းနေမှာအကြံတစ်ခုပေါ်လာခဲ့ပါတယ်။သူကသူ့မိကိုဖုံးဆက်ပြီးတော့အိမ်မမနေဘဲနဲ့ခဏလောက်ကြာအောင်တခြားမှာသွားဆောင်နေဖို့ပြောခဲ့တာပါ။ဒီနောက်မှာတော့သူကအတော့ကိုအလဲကနေချိုးခဲ့ပါတယ်။ဟန်ကဒရဂါကိုဖုံးဆက်လိုက်ပြီးတော့အပေးဖို့ချိန်လိုက်ပါတယ်။သူတို့ကသူ့ကိုလာခေါ်တဲ့ခံမှာတော့ဟန်ကအခြေအနေကိုသုံးသပ်နေခဲ့ပါတယ်။သူတို့ကိုတနက်နေ့ပြစ်ခဲ့တဲ့သူကဒီသွားပြီပဲဖြစ်ပါတယ်။သူကပတ်စံနေဘယ်နှမ်းမှာလဲဆိုတာသိခဲ့ပေမဲ့လဲဇုံနောက်ရိုမန်စီမှာတော့ရေရှိနေကြောင်းပြောပြလိုက်တာပါ။ သူတို့ကသူ့ကိုရိုမန်လက်ကလော့အောင်ခေါ်သွားမယ်ဆိုရင်တော့ဟန်ကသူတို့ကိုပတ်စံတွေထားတဲ့နေရာလိုက်ပြမယ်အကြောင်းကမ်းလှမ်းခဲ့ပါတယ်။ဟန်ရဲ့ကမ်းလှမ်းချက်ကိုဆွေးနွေးပြီးတဲ့အခါမှာတော့ Trigger တွေကလည်းသဘောတူခဲ့ပါတယ်။ချိန်ထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့သူတို့ကဟန်ကိုကားစီယာတိုင်းမှာကျိုးတုပ်ထားကြပါတယ်။ဒီနောက်မှာတော့ Trigger တွေကဝင်ပေါက်တွေမှာတင်တဲ့တွေနဲ့အဆောင်တွေကိုပြစ်တက်ခဲ့ပါတယ်။အထဲရောက်တော့လည်းသူတို့ကလက်နက်ပါတဲ့လူတွေအကုန်လုံးကိုပြစ်တက်ခဲ့ပါတယ်။တနက်တန်ကိုကြားလိုက်ရတဲ့ရိုမန်ကလည်းထွပြေးသွားခဲ့ပါပြီ။ ားထဲမှာတော့ဟန်ကမီဂျင်နဲ့ကျိုးကိုဖြတ်ပြီးတော့ထွက်ပြေးသွားတဲ့ရိုမန်နဲ့လိုက်ဖမ်းနေတဲ့ဒရက်ကာတွေကိုတွေ့ခဲ့ပါတယ်။ဟန်ကလည်းသူတို့ကိုပြေးလိုက်သွားကစော့နေတဲ့ကလေးတွေစီကနေပေးပေါ်တိုးတစ်ချောင်းကိုယူလာခဲ့ပါတော့တယ်။နန်းကျမှာတော့ပါဗေကသူ့ကိုတိုက်ခိုက်လိုက်ပါတယ်။ဟန်တယောက်သူ့ကိုယောက်ျားလိုလက်သေးချင်းရှင်တို့ကိုပြောခဲ့ပါတယ်။တကယ်တော့ပါဗေကဟန်အတွက်တော့နှစ်ချက်ထိုးစာပဲရှိနေခဲ့တာပါ။ပါဘယ်ကိုမောက်တဲ့ပြီးတဲ့အခါမှာတော့ဟန်ကထွက်ပြေးခဲ့ပေမဲ့ရိုမန်ကနောက်ကနေပေါ်လာကသူ့ကိုတနက်နဲ့ချိန်ထားခဲ့ပါတယ် ဟန်တယောက်ရိုမန်တနတ်ကိုဖယ်ထုတ်နိုင်ခဲ့ပေမဲ့ဝမ်မိုင်ဝမ်းကျင်တော့ရှင်မချနိုင်ခဲ့ပါဘူးရိုမန်ကစောက်ချမ်းကြီးဖြစ်နေခဲ့ပြီးတော့ဟန်ကိုအတီဆော်ပါလို့အေးဒါမဲ့လည်းဟန်ကသူ့ရဲ့ခြေထောက်ကိုကျိုးသွားတဲ့ပေပေါ်တန်နဲ့ထိုးလိုက်ပြီးတော့ဟန်တယောက်တနတ်နဲ့ချိန်ခဲ့ပေမဲ့လည်းမပြစ်နိုင်ခဲ့ပါဘူးဒါမဲ့လည်းဒရီဂါရိုကချိန်ခဲ့ရောက်လာကသူ့စားပြစ်တတ်ပေးခဲ့ပါတယ်ဟန်တယောက်မတော်တဆလွတ်လာတဲ့ကြောင်းပြောကဒရီဂါရီကိုလည်းလဲစားခဲ့ပါတယ်တကယ်မှာတော့သူကသူ့ရဲ့ဗတ်တီထဲမှာထည့်ပြီးတော့ဖွင့်ထားခဲ့တာပဲဖြစ်ပါတယ် ယနေ့ကရောက်တော့ဂျူရီဖြစ်တဲ့ဒရဂါတွေကအားယူခြင်းဖြစ်တဲ့အတွက်ကားမောင်းဝယ်မရှိခဲ့ပါဘူး။သူတို့ကဟန့်ကိုကားမောင်းခိုင်းကပတ်စံတွေထားတဲ့နေရာကိုလည်းတွားခိုင်းခဲ့ပါတယ်။လမ်းမှာတော့သူတို့ကဟန့်ကိုဘလို့ဆက်လုပ်မလဲဆိုတာကိုဆွေးနွေးခဲ့ကြပါတယ်။စိတ်သားကောင်းတဲ့ဒရဂါတွေကဟန့်ကိုထွက်သွားနိုင်အောင်ဒေါ်လာ1000 2000လောက်ပေးဖို့လည်းဆုံးဖြတ်ထားခဲ့တာပါ။အကုန်လုံးကအစဉ်ပြေနေခဲ့ပေမဲ့လည်းဒရဂါတယောက်ကဟန့်ကိုဆက်လက်မင်းကြီးပေးဖို့ပြောခဲ့ပါတယ်။ဟန်ကတနက်ကိုမက်မိသွားကသူ့ကောင်မလေးကိုတတ်ခဲ့တာကရိုမန်မိုဖဲနဲ့ဒရဂါရီမန်တီးပွားခဲ့ပါတယ် ။အမန်တရားကိုတည်သွားတဲ့ဟန်ကလည်းကားကိုရှိန်တင်ခဲ့ပြီးတော့အမြန်မောင်းကနောက်ဆုံးမှလမ်းဘေးကမီးတိုင်ကိုဝင်တိုက်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူကနောက်ဆုံးချိန်မှာကြောင်လေးကိုပြေးဖက်ထားခဲ့ပါတယ်။တပတ်ပတ်ထားတဲ့ဟန်တယောက်ပဲကားထဲကနေထွက်လာနိုင်ခဲ့ပြီးတော့ trigger တွေကတော့တည်ဆုံသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့ပန်ရှင်မဲ့ဖြစ်သွားတဲ့ပတ်စံတွေနဲ့ကြောင်လေးကိုယူလိုက်ပြီးဟန်တယောက်ပန့်ဖြစ်ပြောင်းလိုက်ပြီးတော့နိုင်ငံသားကိုပြောင်းသွားခဲ့ပါတော့လေ။ သူကမက္ကစီကန်ဂန်ယူရန်ဒေတာမှာခြေချခဲ့ပြီးတော့သူ့မိကိုလည်းဖုန်းခေါ်ခဲ့ပါတယ်။သူကသူ့မိကိုတက်တောင့်တက်တာနေနိုင်အောင်ပတ်စံတဝက်လည်းလွှဲပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြောင်လေးကကမ်းခြေမှာပန်းပြေနေခဲ့ပြီးဇလန်းလေးကိုလည်းဆုံးသက်ထားပါတယ်ခင်ဗျာ။ဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံဒီလားစင်ပေးခဲ့ကြတဲ့ဒူးချင်းကြီးတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။